တော်မွေးကွာလာတာဟာ2016ခုနှစ်ရှိသွားပြီဖြစ်ပါတယ်။ဒီဇင်ဘာလဟာဆိုရင် ခရီးယန်ဘာသာဝင်တွေရော အခြားဘာသာဝင်တွေအတွက်ရောခရစ်မတ်အချိန်ခါရောက်ပြီဆိုတဲ့ခံစားချက်တွေလူတိုင်းမှာရှိထားကြပါတယ်။သူတို့အားလုံး အပြစ်ကလွတ်မြောက်ဖို့အရာခတ်သိန်းကိုဖန်ဆင်းတဲ့ဖယားသခင်ကသားတော်ယေရှုကို လူသားဖြစ်ဖန်ဆင်းပြီးယေရှုက လူသားတိဖြစ်ခံယူခဲ့တဲ့နေ့ကိုခရစ်တော်မွေးနေ့ခရစ်မတ်နေ့ဖြစ်ပါတယ်။လူတွေကဒီဖယားကိုဟိုမနာခံတဲ့အတွက်ကြောင့်မို့အပြစ်တဲကျွလွန်တဲ့အတွက်ကြောင့်မို့အချိန်တွေကပြန်ပြီးတော့ဖယားစီကိုပြန်လှည့်လာဖို့ဖယားကိုယ်တိုင်ပဲဥဆောင်ပြီးတဲ့နောက်လူတွေစီကိုအေးကြွလာဖယားက အဲလူစီကိုကြွာလာပြီးတော့လူအဖြစ်နဲ့ပေါ့နော်ဖျားဖြစ်ပေမဲ့လူအဖြစ်နဲ့ကောဇာတိနှစ်ခုပေါ့နော်ဇာတိရောမစနစ်လိုလိုယူပြီးတော့လူအဖြစ်နဲ့ဇာတိနေနဲ့မွေးဖွားလာပြီးတော့နောက်လူတွေနဲ့အတူတူနေတယ်လူလိုပဲနေတယ်အဖြစ်ကလွဲလို့လူတွေနဲ့ထပ်တူထမ်းမြအတူတူပဲဖြစ်ပြီးတော့အဲလူတွေရဲ့အကျင့်စရိတ်ဓာတ်ပြောင်းလဲဖို့အတွက်အထူးရင်မေတ္တာတရားအဓိကသူ့ရဲ့တရားတော့ကမေတ္တာတရားကိုအဓိကထားပြီးတော့နောက်ရန်သူတွေကိုအခွင့်လွှတ်ဖို့ရဲ့ တွင်နဲ့တော့ခလစားချေပါမှုတွေအလုံးပျောက်ကင်းပြီးတဲ့နောက်ဒီမေတ္တာတရားတိဆောက်တဲ့ကဘာကြီးနဲ့အေးအေးချမ်းချမ်းနေနိုင်တဲ့အဲကဘာကြီးဆောက်တည်နိုင်ဖို့ရန်အတွက်ဆိုပြီးတော့ဖျားဖြစ်ပေမဲ့လူစားရေးဖြစ်နေတယ်လည်းပဲမွေးဖွားတဲ့ဟာကိုဒီ Christmas ပေါ့နော် Christmas or Christ တကမာလုံးကခရီးယံဘာသာဝင်တွေဟာနှစ်စဉ်နှစ်တိုင်းခရစ်မတ်ပွဲကျင်းပခဲ့ကြသလို2016ခရစ်မတ်ပွဲတော်ကျင်းပနိုင်ဖို့ပြင်ဆင်မှုတွေဆောင်ရွက်နေကြပါတယ်။ထိုင်းနိုင်ငံချင်းမိုင်ရောက်မြန်မာခရီးယံဘာသာဝင်တွေလည်း2016ခရစ်မတ်ပွဲတော်အတွက်ပြင်ဆင်မှုတွေဆောင်ရွက်နေကြသလိုညနေချိန်ခါမှာလည်းခရစ်မတ်သတင်းကောင်းတွေဝေမျှခဲ့ကြပါတယ်။ Merry Christmas! Merry Christmas! Merry Christmas. Merry Christmas. Venez la santa maman, voyage, j'ai voyage. ခဲရိုထွက်တယ်ဆိုတာကအာတချင်းပဲလိုက်ဆိုပြီးတော့မှအလူခံတာတော့အားလုံးရဲ့အသွေးခေါ်မှာတော့အဲ့လိုရှိတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ခဲရိုထွက်တယ်ဆိုတာသခင်ယေရှုဒီလိုပေါ့နွားဆုခတ်ထဲမှာမွေးဖွားခြင်းခံပြီးဆိုတဲ့တည်င်းကိုအာအိုးတော်ထဲမှာတိုးထင်းနေတဲ့တိုးထင်းတွေစီကိုကောင်းကင်သမန်ဖခါကကောင်းကင်သမန်တွေကိုဆေလွတ်ပြီးမှတချင်းဆိုပြီးတော့မှ အယားဝမ်းမြောက်ဝမ်းသာစရာတည်ငောင်းကိုလာပြောတယ်ဒီနေ့နင်တို့ကဲတင်မဲ့ကဲတင်ရှင်ဟာဘက်လင်မြို့နွားစခွဲမှာဖွားမြင်ခြင်းကိုခံပြီးဆိုပြီးမှအဲ့ဒီတည်ငောင်းကိုပြောပြီးတော့မှအားရပါရကောင်းကင်တမန်တွေကကောင်းကင်ဘဝမှာအားရပါရချီးမွမ်းကြတယ်ချီးမွမ်းဆိုကြတယ်ဆိုတော့အဲ့လိုပြောတဲ့အတန်ကိုတည်ငောင်းကိုတိုးထင်းနေရကြားတဲ့အခါမှာသူတို့ပြေးပြီးမှအဲ့ဒီရဲ့အာနွားစခွဲမှာမွေးဖွားတဲ့သူငယ်တို့လာပြီးမှကြည်ကြတာပေါ့နော်လာကြည်ကြတဲ့အခါမှာ ဆိုတော့သူတို့တွေ့တယ်တွေ့ပြီးတဲ့ခါမှာသူတို့ပြန်သွားတဲ့ခါမှာလူတိုင်းကိုပြန်ပြီးမှလိုက်ပြောပြတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ခေရိုထွက်တာကဟာကျွန်တော်တို့အတွက်ဖွားမြင်တဲ့ကယ်တင်ရှင်ယေရှုမွေးဖွားပြီးပျော်ရွှင်ခြင်းညီတက်ခြင်းဝမ်းမြောက်ခြင်းကိုပေးဖို့ရန်အတွက်ကြွဆင်းလာတယ်ဆိုတဲ့တည်င်းကောင်းကိုကျွန်တော်တို့အပြစ်ငရဲကနေမလွတ်မြောက်နိုင်တဲ့ကျွန်တော်တို့ကိုကယ်တင်ဖို့ရန်အတွက်ဖွားမြင်ပြီးဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကလည်းကိုယ်တိုင်တွေ့ကြုံပြီးတဲ့အခါမှာကျွန်တော်ပြန်မှတည်င်းကောင်းကိုပြန်လိုက်ဝင်ရတာဖြစ်တယ်အဲ့ဒါတော့ခေရို ခဲတို့တခြင်းပေါ့နော်တခြင်းအဖြစ်ကျွန်တော်တို့တတ်သိခံတဲ့ဝမ်းမြောက်ခြင်းတွေယူဆောင်ပေးကြတာပေါ့ မှလည်းကြော်တယ်ဝမ်းလည်းစားတယ်ပြီးတော့ဖျက်ခင်ရဲ့လူပြောမဖျက်ခင်ရဲ့ကောင်းမြတ်ခြင်းကိုရတယ်လူကခံစားရတယ်အခုလိုပြပရောက်မြန်မာနိုင်ငံသားတွေတဲကခရစ်တော်ယုံကြည်သူတွေဟာခရစ်မတ်ပွဲတော်ကိုကြိုဆိုနေကြသလိုနိုင်ငံတကာမှာလည်းခရစ်မတ်ပွဲတော်ကိုညီမျိုးစုံနဲ့ကြိုဆိုကျင်းပနေကြပါတယ်။ ဇင်မာလဟာကက်တင်ရှင် ခရစ်တော်ယေရှုမွေးဖွားရာလဖြစ်တဲ့အတွက်ယုံကြည်သူအားလုံးအတွက်ဝမ်းမြောက်ခြင်းလတလဖြစ်ပါတယ်။ယုံကြည်သူအားလုံးအတွက်စိတ်ဓာတ်ခွန်အားဝိညာဉ်ခွန်အားတွေလည်းဖြစ်စေပါတယ်။ဒါပေမဲ့ယုံကြည်သူတွေဟာခရစ်တော်မွေးနေ့ပွဲမှာအတိတ်ပဲရှိတဲ့ခရစ်စမတ်ဖြစ်ဖို့ပျော်ရွှင်မှုအတွက်သာပြင်ဆင်တာမျိုးမဟုတ်ဘဲခရစ်တော်နားကိုနိုင်တဲ့နှလုံးသားအဖြစ်ပြင်ဆင်မှုတွေရှိဖို့လိုပါတယ်။ ကျွန်တော်နှလုံးသားထဲမှာမရှိတဲ့အရာကိုသူများဘယ်လိုပေးမှာလဲကိုရှိမှပဲသူများပေးလို့ရတယ်အဲ့ဒါဆိုတော့ကိုရဲ့အသက်တာထဲမှာလည်းအာတချို့တွေကခရစ်စမတ်မှာပဲကြွပါကြွပါလို့ကိုနှလုံးသားမှာလက်ခံတယ်ဒါပေမဲ့ခရစ်စမတ်ပြီးသွားရင်တော့ကြိုက်တယ်လို့ပြန်ပြီးမှနေထိုင်ကြတဲ့ဟာတွေလည်းအများကြီးရှိတာပေါ့ဒါပေမဲ့ကျွန်တော်တို့နှလုံးသားကိုလည်းကျွန်တော်တို့ကပြင်ဆင်တယ်ဒါကတော့ခရစ်စမတ်ရဲ့တော့မဟုတ်ဘူးねအများတန်းလို့လို့ကျွန်တော်တို့ကအများတန်းနှလုံးသားတော့ဟောပြင်ဆင်တယ်စက်ကတ်တယ် ဟိုကျင်းဝတ်ဖို့ပေါ့နော်ကျမတို့နှလုံးသားထဲမှာအရင်တုန်းကတော့တခင်ရှုမွေးွားတဲ့ချိန်မှာတဲခိုစရာနေရာမရှိလို့လူတွေကနေရာမပေးကြလို့တကယ်ကိုနွားစခွက်ထဲမှာပေါ့နော် နေရာရပြီးမှမွေးဖွားခဲ့တယ်အာဒီခုခေတ်ခေတ်ချိန်ခါမှာလဲလူတွေကနေရာမပေးတော့ဘူးအပျော်ပါပြောပါမှုတွေနဲ့နောက်ပြီးလို့ရှင်တကယ်စားမယ်တောက်မယ်ပွဲကြီးလုပ်မယ်ဒီလောက်တွေနဲ့ပဲလူတွေရဲ့နှလုံးသားထဲမှာမရှိတော့ဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့နှလုံးသားမှာကတကယ်ကိုယေရှုခရစ်တော်ကိုနေရာပေးဖို့ရန်အတွက်ပြင်ဆင်ရအောင် တို့အိမ်တောင်ကိုယေရှုနာမနဲ့ကောင်းချီးပေးပါれလုံဆောင်လဲရှိတဲ့လုပ်ငန်းကိန်းကအတီးတီးပေါ်မှာလဲကိုရိုတီကောင်းချီးပေး၍အောင်မြင်ခြင်းနဲ့ပိုက်ရတော်မူပါသာသမီတို့ကိုလက်ခံတော်သူကကိုရော့ကိုလက်ခံတော်သူဖြစ်ပါれယေရှုခရစ်တော်ရဲ့မြတ်တော်နာမနဲ့ဆုတောင်းကအနန္တကြပါれဖာဖရာအာမင် ဘာလုံးကခရစ်စမတ်ပွဲကျင်းပနေချိန်မှာဘရင်မင်းကြီးဆုံးသွားတဲ့ထိုင်းနိုင်ငံအတွက်တော့ခရစ်စမတ်ပွဲကိုအပြည့်အဝကျင်းပခွင့်မရှိပါဘူး။မြန်မာပြည်မှာကြတော့ကိုယ်နေရာကိုယ်ဒေတာ ကိုယ်နေရာဖြစ်တဲ့ကြောင့်လွတ်လွတ်လပ်လပ် လှုပ်ဆောင်လို့ရတာပေါ့နော်ဒါပေမဲ့ဒီထိုင်းနိုင်ငံရောက်တဲ့ခါဆိုလို့ရှိရင်ဒီနှစ်ဆိုရင်လည်းကျွန်တော်တို့ခဲတို့ထွက်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့ထွက်ခွင့်မရှိတော့ဘူးဘာလို့ဆိုတော့ဒီထိုင်းနိုင်ငံရဲ့အခြေအနေကြောင့်ပေါ့နော်ပြီးလို့ရှိရင်ပြီးခဲ့တဲ့အချိန်ကာလမှာလည်းကျွန်တော်တို့အရင်ထွက်ချင်တယ်ပြီးခဲ့တဲ့လွန်ခဲ့တဲ့10နှစ်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့မထွက်ရအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သားတွေကလက်မမရှိဘူးဘတ်မရှိဘူးရဲကြရတာဖမ်းကြရတာနော်အဲဒီခါကျတော့သွားမယ်ဟေးဗမာတချင်းဆိုလို့ရှိရင်တော့လူတွေကလည်းဗမာလိုစကားတော့မပြောရဲဘူးလမ်းသွားရင်တော့မှဗမာလိုမပြောရဲဘူးဆိုတော့ကျွန်တော်တို့တအားကိုကြောက်ရတယ်ဆိုတော့ခဲတို့လည်းမထွက်ခဲ့ရ ဘူးအခုခဲရိုထွက်ခဲ့တာကျွန်တော်တို့အာနည်းနည်း၃နှစ်လောက်ပဲရှိအောင်မယ်၃နှစ်နှစ်ပဲရှိသေးတယ်ခဲရိုထွက်နိုင်ခဲ့တာပြီးတော့မှဒီနှစ်မှာကျတော့လဲသူတို့ထွက်ခွင့်ပိတ်ထားတဲ့ကြောင့်မလို့ကျွန်တော်တို့ထွက်ချင်လည်းမထွက်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ပြတော့ကျွန်တော်တို့ရဲ့မြန်မာပြည်သားကိုယ်နိုင်ငံမဟုတ်တဲ့အတွက်ကြောင့်မလို့အော်လွတ်လပ်မှုမရှိတာရဲ့နောက်ပြီးမှပို့ပြီးတော့မှကျွန်တော်တို့အတွက်လှုပ်ချင်သလိုလှုပ်လို့မရဘူးပေါ့ဒီဇင်မာလာရောက်ပြီဆိုတာနဲ့ကုံတိုက်တွေဈေးဆိုင်တွေနဲ့လူသွားလူလာများတဲ့နေရာတွေမှာရောလူနေအိမ်တွေမှာပါ ခရစ်စမတ်ရဲ့အထိမ့်မတ်ပုံရိပ်တွေ ဖြစ်တဲ့ခရစ်စမတ်သစ်ပင်နဲ့ဆန်နာကလော့ပုံတွေရုပ်ထုတွေမြင်တွေ့နေရပါတယ်။ခရီးယန်ဘာသာဝင်တွေဟာကျမ်းစာရဲ့အဆိုအရခရစ်စမတ်လက်ဆောင်မျှဝေတာစူတောင်းမြတ်တာပို့တာတွေလုပ်လေးရှိပါတယ်။ဖခင်ကလူသားတွေကိုအာကဲတင်ဖို့ရန်အတွက်လက်ဆောင်အနေနဲ့သခင်ယေရှုကိုဒီလောကကိုဆေလွတ်လိုက်တယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒီလက်ဆောင်ကိုရတဲ့အတွက်ကြောင့်မလို့သူတို့ဘာကိုလည်းပြန်ပြီးမှာပေါ့နော်။အာလက်ဆောင်ကိုဝေငှကြတယ် အာဒါတော့ဒီခရစ်စမတ်မှာပြုလုပ်ကြတဲ့အထဲမှာပါကြတာပေါ့အာနောက်ပြီးတော့မှလက်ဆောင်လဲလဲချင်းပါတယ်နောက်ပြီးလို့ရှိရင် ကျွန်တော်တို့ကယ်ရူထွက်ကြတယ် စ်မတ်အချိန်အခါမှာခရီးအဘာသာဝင်တွေဟာတအိမ်တက်တအိမ်ဆင်းခရစ်မတ်သတင်းကောင်းမျှဝေတာဝိပုစုတောင်းတာတွေပြုလုပ်ခဲ့ကြပါတယ်။ချင်းမရောက်မြန်မာခရီးအဘာသာဝင်တွေလည်းခရစ်မတ်သတင်းကောင်းလိုက်လံဝေမျှနေကြပြီး ခရစ်တော်ကရလာတဲ့ပျော်ရွှင်မှုတွေကိုရယူခဲ့ကြပါတယ်။အရာဝါးတာမယ်ပေါ့နော်။အဲတခြားနိုင်ငံမှာတာရောက်တယ်မှာခရစ်မတ်ကိုလှုပ်ခွင်းရတယ်ပေါ့နော်။အဲ့ဘုရားကိုလည်းကျေးဇူးတင်တယ်ကျွန်တော်လူသားတွေအားလုံးဘုရားဆင်စစ်ကနေ လူဘဝကိုခံယူခဲ့ပြီးလူသားတွေအတွက်အပြစ်ကလွတ်မြောက်ဖို့ကားတိုင်းမှာ အသေးခံခဲ့ပြီး၃ရက်မြောက်နေ့မှာတေခြင်းတရားကနေရှင်ပြန်ထမြောက်ခဲ့ပါတယ်ခရစ်တော်ယေရှုဟာထာဝရအရှင်သခင်ဖြစ်ပြီးတက္ကပါလုံးကခရိယန်ဘာသာဝင်တွေဟာခရစ်တော်မွေးနေ့ဖြစ်တဲ့ခရစ်မတ်ပွဲတော်ကြီးကိုနှစ်စဉ်နှစ်တိုင်းကျင်းပနေကြတာဖြစ်ပါရဲ့ရှင်။ညီညီညွညွနဲ့တာယာပျော်ရွှင်သော နိုင်ငံတော်တစ်ကိုနှစ်တိမှာကျွန်တော်ခြေတဲကြရအောင်လို့နိုင်ငံတိုင်သူချင်ပါတယ်ကျေးဇူးမြတ်တင်ပါတယ်ဒီလိုမျိုးအခြေအနေနဲ့မှာတက်တက်လုံးသွားမှလည်းမဟုတ် ပြောင်းလဲမှုလာမယ်လူလောဆယ်မှာသူဟာမေတ္တာတရားပဲတိဆောက်ပြီးတော့စီလုံးညီညွတ်မှုနဲ့တော့သွားနိုင်ဖို့ရန်အတွက်တော့အရေးကြီးတယ်ပေါ့နော်ဒီ Christmas မှာလည်းကျမတို့ကျမတို့တကယ်ကိုမြန်မာပြည်ငြိမ်းချမ်းဖို့ရန်အတွက်ကျမတို့ဆုတောင်းအောင်ပါလို့